ဝေးစနိုင်ငံကတရဲ၆တဲ့အကျဉ်းထောင်များပြည်သူများလုံးမမင်္ဂလာပါရှင်အမန်းချင်နေမှလို့ပြန်လဲကြိုးစို့လိုက်ပါတယ်။ဒီဘက်ပေါ်မှာရာဇဝဲမှုကျူးလွန်တဲ့ရာဇဝဲသားတွေကိုထားရှိဖို့နိုင်ငံတိုင်းမှာအကျဉ်းထောင်တွေရှိကြပါတယ်။ရာဇဝဲသားတွေကသူတို့ကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုထောင်ထဲမှာနှစ်ပေါင်းများစွာကြောင်းနေထိုင်ရင်းနဲ့ပေးဆက်ကြရပြီးတော့တချို့ကတော့လူအဖွဲ့အစည်းကဘယ်လိုမှလက်ခံလို့မရတဲ့အဖြစ်တွေကြောင့်ဒေသံကြားခံခဲ့ရတဲ့သူတွေရှိပါတယ်။ ထောင်သက်ရှိတဲ့အကျဉ်းသားတွေကတော့ထောင်ထဲမှာပဲနေထိုင်ရင်းနဲ့အကြောင်းတစ်ခုခုကြောင့်တည်ဆုံသွားတဲ့အခါမှာဝိညာဉ်ဘဝနဲ့ဆက်ပြီးတော့အဲ့ဒီထောင်မှာဆက်နေထိုင်ရပါတယ်။ဒါကြောင့်လည်းကမ္ဘာပေါ်မှာခြောက်ချားစရာကောင်းတဲ့ထောင်တွင်းတည်ရဲခြောက်ခံရမှုတွေကအများသူငါကြားမှာပြောစမှတ်တွေ့နေရလည်းဖြစ်ပါတယ်။ဒီနေ့ပြောပြမယ့်ဝေးစနိုင်ငံကအကျဉ်းထောင်တွေဟာဆိုရင်ဆိုးရွားလို့နဲ့တည်ရဲတွေရဲ့ခြောက်လန့်မှုတွေကြောင့်အင်မတန်မှလူပြောများတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဆိုတော့သူတို့ရဲ့အကြောင်းတွေကိုပို့ပြီးသိရဖို့အတွက်အဆောင်လေးခြုံနဇလေးတက်ပြီးဗီဒီယိုကိုအဆုံးထိကြည့်လိုက်ရအောင်ပါပထမဆုံးပြောပြမယ့်အချင်းထောင်ကတော့ Cardis အချင်းထောင်ကြီးဖြစ်ပါတယ်ညဆိုရင်အချင်းထောင်ရဲ့ corridor တစ်လျှောက်မှာလူအုပ်စုလိုက်လမ်းလျှောက်တန်တွေစကားပြောတဲ့တွေကိုအမြင်နဲ့လို့လို့ကြားရလေးရှိတတ်ပြီးတော့အတန်ကြားလို့သွားကြည့်ရင်လည်းဘယ်သူမှရှိမနေပါဘူးထောင်ဆောင်တွေရဲ့ပြောကြားချက်အရဆိုရင်တော့တည်တံပေးတဲ့အခန်းဘက်မှာညဆိုရင်မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေဟိုဒီဒီသွားလာနေတဲ့အိုးတော်အရှိတ်တွေကို ြင်ရလိမ့်ရှိရလို့ဆိုပါတယ်။ကာတီအချင်းထောင်ကြီးရဲ့တရေပုံမြင်နေတဲ့မှာထင်ရှားတဲ့သူကတော့ Thomas David လို့ခေါ်တဲ့ထောင်သားတဦးပဲဖြစ်ပါတယ်။သူဟာကြိုးပေးခံခဲ့ရတဲ့အချင်းသားတဦးလည်းဖြစ်ပြီးတော့သူမကျူးလွန်ခဲ့တဲ့အပြစ်အတွက်ဒီကံနီးမှာထောင်ကြီးတစ်ခုလုံးကိုချိန်စားတက်ခဲ့ပါတယ်။ဒါကြောင့်လေသူရဲ့ဝိညာဉ်ဟာအခုချိန်ထိမကျွတ်လို့သေးပဲနဲ့အဲ့ဒီထောင်ကြီးထဲမှာရှိနေရလဲဖြစ်ပါတယ် တခါတော့ငါထောင်ဆောင်တယောက်ဟာညဘက်ကင်းလဲ့နေတော့ဂျိုးပေကန်တွေကနေ justice လို့ online တဲ့ thomas ရဲ့အတန်ကြီးကို pp တတကြီးကြားခဲ့ရတယ်လို့ဆိုပါတယ်ဒုတိယမြောက်အချင်းထောင်ကတော့ swamsing လို့ခေါ်တဲ့ထောင်ကြီးပဲဖြစ်ပါတယ် swamsing ထောင်ကြီးကတော့ရာစုနှစ်ပေါင်းများစွာကြာအောင်ရှိနေပြီဖြစ်တဲ့ထောင်ကြီးဖြစ်တာကြောင့်ထောင်ရဲ့နေရန်တိုင်းမှာ ခေဆက်ဆက်ကွန်မြတ်ခံခဲ့ရတဲ့ဝိညာဉ်တွေရှိနေပါတယ်ဟိုးရင်တော့က mary elban လို့ခေါ်တဲ့အမျိုးသမီးတယောက်ဟာ ပြည်စည်းခိုးမှုနဲ့အစွမ်းစီးထောင်မှာကိုမြတ်ခံကြရပြီးတော့သူမရဲ့ဝိညာဉ်ကတော့ဒီနေ့ချိန်ထိမကျွတ်လို့သေးပါဘူး။ရှေးအောင်ဝတ်ဆောင်ဝတ်ထားတဲ့အမျိုးသမီးတယောက်ရဲ့အရေးကိုမကြခနဆိုသလိုထောင်သားတွေကတွေ့ရလိမ့်ရှိပြီးတော့အဲ့ဒါကမယ်ရီအယ်ဘန်ရဲ့ဝိညာဉ်ပဲဖြစ်ရမယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။သူမကိုအချင်းချထားခဲ့ဘူးတဲ့အခန်းထဲမှာညဆိုရင်အမျိုးသမီးတယောက်မတက်ကြည်ရက်နေရာကိုတွေ့ရလိမ့်ရှိတတ်ပြီးတော့သူမရဲ့မျက်လုံးကနေလည်းမျက်ရည်တွေကျနေရာကိုတွေ့ဘူးကြတဲ့သူတွေရှိပါတယ်။ အနောက်ကိုသွားကြည့်ရင်တော့အမျိုးသမီးကိုမတွေ့ရတော့ပဲလာဗန်နာပန်းရက်နဲ့တမျိုးကိုပဲရပြီးတော့ကြံခဲ့ရပါတတိယမြောက်အချင်းထောင်ကတော့ယူတစ်ထောင်ကြီးပဲဖြစ်ပါတယ်အခုချိန်မှာတော့ပြတတ်အဖြစ်ဖွင့်လှစ်ထားရှိပါတယ်ဒီထောင်ကြီးမှာရှိနေတဲ့ဝိညာဉ်ကတော့ဝီလီယံဟူလို့ခေါ်တဲ့အချင်းသားတစ်ယောက်ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်ပြတတ်ကိုလာရောက်လေးလာကြသူတွေကဝီလီယံရဲ့အချင်းခန်းထဲကိုရောက်ပြီဆိုရင် တကားတွေကအထဲကနေအလိုလိုပိတ်သွားတာကိုတွေ့ရပါတယ် ညဘက်တွေမှာဆိုရင်ဟော့ကန်ထဲမှာရှောက်သွားနေတဲ့ဝိညာဉ်တကောင်ကိုတွေ့ရပြီးတော့အဲ့ဒီဝိညာဉ်ကဝီလီယံရဲ့ဝိညာဉ်ပဲဖြစ်ရမယ်လို့ကောက်ချက်ပေးခဲ့ကြပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။